ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ကုလဆိုးဝေရေးသားတဲ့စေုပ်စုကလေတက်ကိုတုံးပြီးရုပ်ပြက်ဆင်းပြက်ခုခံနေရဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်အစိုးရခေါင်းစဉ်နဲ့စစ်တပ်ဘက်မှဘက်ပြောင်းခိုးလုံလာသူတို့ကနေအာဝရီမှာရေးသားတင်ပြခဲ့တာအောင် ပြန်လဲကောက်နှုတ်တင်ပြသွားမှာဖြစ်ပါတယ်တချိန်က standard army လို့ဂုံယူအမွှန်းတင်ခဲ့တဲ့စေုပ်စုဟာ ယခုအခါတူမီတက်နံများနဲ့စတင်တွန်းလှန်ခဲ့တဲ့ပြည်သူကာဝေးရေးတပ်ဖွဲ့ကိုနိုင်ငံဗန္နာများဒလဟောထုတ်၃၅လေတဲ့အင်အားသုံးပြီးခုခံကာဝင်နေရတဲ့အဖြစ်ရောက်လာနေပြီဖြစ်ပါတယ်။၎င်းတို့အသက်ဆက်နိုင်ရေးအတွက် မရှိမဲ့ရှိမဲ့တိုင်းပြည်ဗန္နာများ သုံးဆွဲပြီးလူလူကိုနေစဉ်လိုတက်ဖြတ်နေကြတာကိုလေလူလူအဖို့လက်ပိုက်ကြည့်နေုံမှလွဲလို့ဘာမှ မတက်နိုင်ခဲ့ပါဘူး။ လူလူတော်လန်ကြီးရဲ့အစောပိုင်းကာလာများအတွင်းအကျန်းဖတ်သမားမင်းအွန်လိုင်းအား၎င်းတက်များကိုအထင်တကြီးနဲ့ကြီးတက်အင်အားဖြင့်ခြေမုံနိုင်မယ်လို့ယုံကြည်ခဲ့ပြီးလေချောင်းပစ်ကူကိုခွင့်မပြုဘဲတင်းခံနေခဲ့ပါတယ်။ထိုအနေထားကိုမင်းတက်တိုက်ပွဲအတွင်းစတင်တည်လာခဲ့ပါတယ်။စီရင်တန်းအားချုံခိုတိုက်ခိုက်ခံရစဉ်အတွင်းအကျန်းဖတ်စစ်ကောင်စီတက်များအခြေမလဖြစ်လာလို့လေချောင်းမှပစ်ကူပေးရန် တောင်းဆိုခဲ့တော်လဲခွင့်မပြု ဖယူဖျင်းနဲ့ရှုပ်ခွာထွက်ပြေးသွားကြရပါလေအခြားနေရာများတွင်ထို့သို့တံများတပီးတဲ့ပြင်းနေရတဲ့အဖြစ်ကိုကြုံလာရတဲ့အခါမှကျမ်းပတ်သမားမင်းအောင်လံရတိုက်လီရင်များသုံးဖို့စဉ်းစားလာခဲ့ပါလေလေချောင်းပစ်ကူဟာရေးပေါ်ချီနေများ ဖြစ်တဲ့စစ်စခန်းများကိုကဲရေးစခန်းများနဲ့စစ်ရင်တန်းများခြုံခိုတိုက်ခိုက်ခံရမှုများကိုကာဝေးရန်သာခွင့်ပြုထားခြင်းဖြစ်ပါလေ ို့သောခွင့်ပြုချက်ရဖို့လဲအထက်အဆင့်ဆင့်ကိုခွင့်ပြုမိတ်တောင်းခံခဲ့ရပါတယ်တဆန်ရစစ်တိုင်းမူများကစစ်ဦးစီးချုပ်ကြီးထံတင်ပြပြီး၎င်းမှတဆင့်အကြံပေးသမားမင်းအောင်လှိုင်ထံထပ်မံတင်ပြရပါတယ်မင်းအောင်လှိုင်ရဲ့ခွင့်ပြုချက်ရမှသာစစ်ဦးစီးချုပ်ကြီးဟာ ကာကွယ်ရေးဦးစီးချုပ်လီထန်တောင်းဆိုရပါတယ်အစောပိုင်းကာလာများကမင်းအောင်လှိုင်ရဲ့ခွင့်ပြုချက်မရဘဲလီချောင်းမှတိုက်ခိုက်နိုင်ခြင်းမရှိခဲ့ပါဘူးတယ်ယူပို့ဆောင်ရေးအတွက်ရဲရင်များတုံးနိုင်ဖို့လေအလားတူပဲဖြစ်ပါတယ်မင်းအောင်လှိုင်ဟာစီဝေးခန်းနဲ့ရောက်နေစဉ်ထီးတင်ရေရာချင်းနေစဉ်များမှာစောင့်နေကြရလို့နှောင့်နှေးကုန်ကြပါတယ် ကျမ်းပါသမမင်းအောင်လိုင်းဟာဘာသာရေးခန္ဓာတစ်ခုတက်ရောက်နေစဉ်နဲ့ကြုံရင်၎င်းဖို့ကုသိုလ်လုပ်နေခိုက်တက်ရဖြစ်ရမယ်အမိန်မျိုးမပေးခြင်း၍နှုတ်ပိတ်နေတဲ့ပြန်ပါတယ်တကားကစိုးဝင်ဟာစစ်မြေပြင်အစီရင်ခံစားကို လက်ကကင်ပြီးလေးချောင်းပစ်ကူပေးရန်မင်းအောင်လိုင်းထံကိုတိုင်ကိုကြတွားရောက်တောင်းခံချိန်မှာမင်းအောင်လိုင်းဟာဖျားသိမ်းတမုတ်တဲ့အခိုက်နဲ့ကြုံနေလို့ထုံးစံအတိုင်းနှုတ်ဆက်နေပြီးစစ်စခန်းလက်လွတ်ခဲ့ရပါတယ် စိုးဝင်းဒေါ်တော်ဘုံထနေတာကိုကြားတဲ့အခါလေချောင်းပစ်ကူအတွက်စိုးဝင်းကိုတိုင်တာဝန်ယူဟန်လွှဲပြောင်းပေးခဲ့ရပါတယ်။နောက်ဆုံးမှာတော့အကျဉ်းကြီးအတွက်များလာလို့စိုးဝင်းမသည်တိုင်းမူများခွင့်ပြုပေးရတဲ့အဆင့်ဖြစ်လာခဲ့ပါတော့တယ်။တိုင်းမူများခွင့်ပြုချက်ပေးနိုင်အောင်စစ်တိုင်းဌာနချုပ်များအတွက်တွဲပေးထားတဲ့လေတပ်ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူကကင်တွယ်စီစစ်ပေးရပါတယ်။ဂျမ်ဘတ်သမားမင်းအောင်လိုင်းဖူးကရက်ဖက်ပြစ်မှတ်များကို ိုက်ခိုက်ခံရတိုင်းတိုင်းမှုများကိုလွှဲချ၍ရနေပါတယ်။ယခုကအချင်းနေများပိုဆိုးလာလို့ချင်းမြန်တက်မှဌာနချုပ်မှတက်မှမှုအဆင့်ပဲဒိုက်ရိုက်တောင်းဆိုပိုင်ခွင့်ရလာပါတယ်။မဟာပြောင်မောက်စီးစီမံချက်များနဲ့စစ်စင်ရေးများဆင်နွှဲလာတဲ့အခါများတွင်ဒုတိယကာကွယ်ရေးဦးစီးချုပ်လေတက်စီဦးစီးချုပ်နဲ့ကြည်ရီလီစစ်စင်ရေးကိုကဲရီအရာရှိကြီးများပါဝင်တဲ့ ပူးတွဲဆစ်စင်ရေးကုတ်ကဲမှုရုံးကသာ တောင်းခံခွင့်ရှိနေပါတယ်လေချောင်းမှာတိုက်ခိုက်မှုများအတွက် Jet 130 KH နဲ့ FDC 2000G တို့ကိုတုံးပြီးတော့စစ်စင်ရေးများအတွက် JF JF70 Mid 29 F7 တို့ကိုအသုံးပြုလို့ရှိပါတယ် ထူလင်းများမလုံမလောက်ဖြစ်လာလို့ဝိုက်တွဲတဲယူပို့ဆောင်ရေးလေရင်ကိုတိုက်ခိုက်ရေးဘက်မှာတုံးဖို့ပြင်ဆင်မွမ်းမံခဲ့ကြပါတယ်။ထူလင်းများနဲ့ဘုံများကိုစစ်သားများကလက်နဲ့ကင်ပြီးပစ်ချကြပါတယ်။အလားတူပင်ပါရာမော်တာခေါ်ဆက်တက်လေရင်များနဲ့လိုက်ပါပြီးဘုံများပစ်ချကြပြန်ပါတယ်။အဓိကလေတဲ့အခြေဆိုင်စခန်းများဟာမကွေးတရာဦးနေပြည်တော်တောင်ငူနဲ့မော်ပီတို့မှာရှိပြီးတော့ မိထီလာရှမ်းတဲမှာလည်းလေးတဲ့တင်တန်းချောင်းရှိပါတယ်အကျမ်းပတ်စစ်တပ်မှအသုံးပြုတဲ့ဘုံမြန်းဟာပြည်တွင်းမှထုတ်လုပ်ခြင်းဖြစ်ပါတယ်ဘုံသေးစားများကိုဆင်းနေရှိ ကပ္ပစ3အကြီးစားများကိုဆင်းဖြူမြို့မှမိုင်30အကွာမှာရှိတဲ့ကပ္ပစ21မှာထုတ်လုပ်ပါတယ်ထူဒေတာများဟာယခုချိန်ထိအကျန်းဖတ်စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိနေစေဖြစ်လို့ပုံမှန်ပို့ဆောင်ဖြန့်ဖြူးနိုင်စေပင်ဖြစ်ပါတယ် ကျမ်းဖတ်တက်ဟာထိုးဘုံများနဲ့ကြောက်ဖြူဗမော်နဲ့တောင်ခမ်းတိုက်ပွဲများအတွက်အဓိကထားအသုံးပြုနေကြပါတယ်ထို့ပြင်သခိုင်းတိုင်းဒေသကြီးအတွင်းရှိ လူမှုအားကြီးလန့်စာစားဖြစ်အောင်ရက်ဖတ်ပြစ်မှတ်များကိုတမင်တကာရည်ရွယ်ပြစ်ခတ်နိုင်ရန်အတွက်လည်းအသုံးပြုနေကြပါတယ်အထူးသဖြင့်အင်းတော်ကိုလက်လွတ်ခဲ့ရပြီးနောက်ပိုပြီးတိုက်ခိုက်လာခဲ့ပါတယ်ယခုကတူတိုက်ခိုက်မှုအလုံးအတွက်စိုးဝင်းဥဆောင်နဲ့ပူးတွဲစစ်ဆင်မှု ကိုကဲရေးဌာနချုပ်မှမဟာဗျူဟာမြောက်စစ်စင်ရေးစူကာကြီးကျက်နေခြင်းပဲဖြစ်ပါလေပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်